နဲ့စကားမဆက်နင့်ရဲ့အင်ကြီးလေးကလှလိုက်တာနော်ဟယ်လိုမီနာဆန်ခဏချင်းပါအားလုံးမင်္ဂလာပါဒီနေ့မှာတော့ဗောနောဂျပန်တွေလုံးဝလုံးဝအရန်အရန်ကိုတုံးနေစကားလုံးလေးတစ်လုံးအကြောင်းကိုဖျက်ဖျက်ပြီးသွားပါမယ်အဲ့တော့ကတော့ချီနာမီနိဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်ဒီစကားလုံးလေးရဲ့အတိတ်ဘယ်ကိုမြန်မာလိုဘာသာပြန်ရမယ်ဆိုလို့ရှင်တော့ ောရအောင်မယ်ဆိုရင်ဒါနဲ့စကားမဆက်လေဆိုတဲ့အတိတ်ပဲနဲ့အနည်းဆက်ဆုံးဖြစ်ပါတယ်။ကိုယ်လက်ရှိပေါ်တော့လက်ရှိပြောနေတဲ့အကြောင်းအရာနဲ့ဆက်ဆက်မှုတော့ရှိတယ်။ဒါပေမဲ့အဓိကကြတဲ့အကြောင်းအရာမဟုတ်တဲ့အရာတွေကိုထပ်ပြစ်ပြီးတော့ပြောချင်တဲ့အခါမျိုးမှာအသုံးပြုပါတယ်။တတွေ့ပါရေဘွန်တိုရှိတယ်ဝါ။このレストランの料理は美味しいですよ。ちなみにデザートもおすすめです。 ီစားတောက်ဆိုင်ကအစားတောက်တွေအားဆိုလို့ရှိရင်အရန်ကိုအရသာရှိတယ်။ဒါနဲ့လေစကားမဆက်အချိုပွဲတွေကလည်းတတော်ကိုကောင်းတာ။ Raishu Tokyo e shuchō ni ikimasu. ちなみに東京駅の近くに泊まります。ラーメンパン東京をアロキサーに聞いてばね。さがまさ東京舞台へ兄なま出ばめそうびろ言われてば。 はい皆さんも使ってみてくださいそれではまたねバイバイ